အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အလုပ်ပြောင်းပြီးတဲ့ခါပဲဖြစ်ဖြစ်အိမ်ပြောင်းပြီးတဲ့ခါပဲဖြစ်ဖြစ်ပေါ့နော်ဒီကိုယ့်ရဲ့ Yamato application ထဲမှာဒီလိပ်စာပြောင်းနည်းလေးအကြောင်းကိုမျှော်ပေးသွားကြပါမယ်လိပ်စာပြောင်းမှုအတွက်ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ Yamato application ထဲကိုဝင်လိုက်ပါမယ်ပြီးရင်တော့ညာဘက်တောင်အောက်မှာရှိတဲ့ menu ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ် ဒီနေရာမှာတလက်စားရဲပေါ့နော်မီနူးမှာပါတဲ့တခြား setting လေးအကြောင်းကိုအနည်းငယ်ပြောပြပေးပါမယ်ကျွန်တော်တို့အပေါ်ဆုံးကခိုင်းရှော့မဲရှော့ဆိုတဲ့ဟာလေးကတော့ရမတုံမှာပစ္စည်းပို့တဲ့ကဝန်ထမ်းကခိုင်းရှော့မဲရှော့ဝါအုံမချစ်စကားဆိုမြင်ရင်တော့ဒီဟာလေးကိုပြလိုက်လို့ရပါတယ်နောက်တစ်ခုကတော့ပေါ့နော်ကျွန်တော်တို့ဒီဒီရမတုံကနေပစ္စည်းတွေပို့တဲ့ကကျွန်တော်တို့နေရာလိုက်ပေါ့နော်ချားတင်ငွေကိုဒီရမတုံကအကြမ်းမြင်တွက်ပေးထားတဲ့နေရာမှာကျွန်တော်တို့ဝင်ကြည့်လို့ရပါတယ် ဒါမှတော့စပုံးမဲ့နေရာရဲ့ဟိုဘက်ကနေရာရဲ့ပေါ့နော်အဲ့ရဲ့ခရိုင်ကိုရွေးပြီးတော့ကျွန်တော်တို့ဟိုတွက်ကြည့်လို့ရပါတယ်ဒါကတော့အမျိုးအစားတွေရှိရပါတော့အဲဂျီတာကူဟိုင်းလာတို့မို့တခြားခူလိုလာပါတော့အဲ့ဒါကတော့ခူပုံးမဲ့ဒီဒလဘာဒီအမျိုးအစားအုံမှာပုံမှန်မူတည်ပြီးရွေးလို့ရပါတယ်ဒါကတော့ပေါ့နော်အောက်ကကတော့ကျွန်တော်တို့ဒီကိုစပုံးမဲ့ကိုဒီဘက်ကနေပုံပေးမဲ့ခရိုင်ပေါ့နော်ဟိုဘက်ကလက်ခံမဲ့ခရိုင်အဲ့ဒီအကွာဝေးနှစ်ခုကိုကျွန်တော်တို့ရွေးပြီးလို့ရှိရင်တော့ဒီရှီလာဘဲလေးကိုနှိမ့်လိုက်တာနဲ့ဒီမှာအကြမ်းမြင်း ဒီဒီပစ္စည်းဘုံကပေါ့နော်အဲ့ဒါလေးအကြမ်းမြင့်ကြလာပါတယ်ဒီလိုပုံစံမျိုးလေးနေတယ်ပေါ့နော်အဲ့ဒီကုံပို့မဲ့နေရအကွာဝေးတော့မဟုတ်အလေးချိန်မှမမူတည်ပြီးတော့ပေါ့နော်အဲကြာတဲ့ငွေကိုအကြမ်းမြင့်တွက်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ဒီအောက်ကဟာတော့ red dot ကိုပေါ့နော်ဒီ red dot နဲ့ပို့ချင်တဲ့သူတွေကတော့ကျွန်တော်တို့ဒီ ခုနအတိုင်းပဲပေါ့နော် array သွင်းနေရမှာကိုပုံမဲ့ခရိုင်ကိုရွေးပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်တို့ဒီကြာသင်ကိုအကြံမြင်ပေါ့နော်ရာမတူကတွတ်ထားတဲ့ကြာသင်ကိုအကြံမြင်ကိုကြည့်လို့ရပါတယ်ဒါကတော့ပေါ့နော်ကျွန်တော်တို့ဒီအမြန်အချောပုံပေါ့နော် အမြန်အချောပုံကတော့ဈေးပုံများပါတယ်ညာချောပို့ဆိုရင်လည်းဒီလိုပုံစံလေးနဲ့ပေါ့เนาะဒီကြာသိငွေကိုရမတူကတွက်ပြထားတဲ့ ကြာသင်ွေအကြံမြင်ကိုကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့လိမ့်စာပြောင်းတဲ့အကြောင်းအရာကိုဆက်သွားပါမယ်။ account to setting ကိုနှိပ်ပါ။ဒီနေရာမှာပေါ့နော်ကိုပြောင်းကျင်တဲ့ setting တွေရှိပါတယ်။အဲ security ပြောင်းမလားပေါ့နော်တခြားအရာပြောင်းမလား။အခုကတော့ကျွန်တော်လိမ့်စာပြောင်းမှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုနှိပ်ပါမယ်။ဒီဆက်စားဖွင့်ရင်ကြာလာတာကတော့ကျွန်တော်တို့ application ဆက်ဖွင့်တော့ကလိမ့်စာဖြစ်ပါတယ်အခုကတော့အဲ့လိမ့်စာမဟုတ်တော့ဘူးအတင်ပြောင်းမှဖြစ်တော့ဒီနေရာလေး hand shoe ဆိုတဲ့နေရာလေးနှိပ်လိုက်ပါ ဒီနေရာမှာပေါ့နော်လိပ်စာပြောင်းလို့လည်းရသလိုဖုန်းနံပါတ်အီးမေးလ်အဲ့ဒါတွေလည်းပြောင်းလို့ရပါတယ်ဖုန်းနံပါတ်ပြောင်းခြင်းလည်းဆိုရင်တော့ဒီပြထားတဲ့နေရာလေးပေါ့နော်တန်ဝါပန်ကိုဆိုတဲ့နေရာလေးမှာရှီဗီဇာဖုန်းနံပါတ်ကိုဖျက်ပြီးတော့ကျွန်တော်တို့အသစ်ပြန်ရိုက်ထည့်လို့ရပါတယ်အီးမေးလ်အတွက်လည်းအဲ့ဒီအတိုင်းပါပဲအဲ့တော့ကျွန်တော်ကခုကလိပ်စာပဲပြောင်းမှာဖြစ်တော့တဲ့စာရင်းနံပါတ်နေရာလေးမှာကျွန်တော်ကရှီဗီဇာစာရင်းနံပါတ်ကိုဖျက်ပြီးတော့ကျွန်တော်စာရင်းနံပါတ်အသေးရိုက်ထည့်ပါမယ် စာရေးနံပါတ်ရိုက်ထည့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာ sign cancel ကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့လိပ်စာကျလာပါတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့အိမ်နံပါတ်သုံးဖို့အခန်းနံပါတ်ဒီဖြစ်ပြီးရင်တော့ကျွန်တော်တို့အောက်ကဒီ handshore နိုင်ရောဟိုဆုံးစုလို့နှိပ်လိုက်လို့ရှင်တော့ကျွန်တော်တို့ပြောင်းကျင်တဲ့လိပ်စာပြောင်းပြီးသွားပါပြီဒီနေရာမှာပေါ့နော်တူတူကဲစခိရဲ့ပြီးလို့ရှင်ပြီးခေါ်ရိုင်းပေါ့နော်ပစ္စည်းပို့တဲ့အခါမှာကျွန်တော်တို့ အဲ့လိစာပါတစ်ခါတည်းပြောင်းပေးရတော့ပို့အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ကတစ်ခါတည်းပြောင်းလိုက်ပါတယ်ဒီနေရာမှာလဲပေါ့နော်ကျွန်တော်ခုနကပထမဖြည့်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဖုန်းနံပါတ်ပြောင်းခြင်းလို့ရှင်เนาะဖုန်းနံပါတ်နေရာကိုရှိပြီးသားဖုန်းနံပါတ်ကိုဖြတ်ပြီးတော့ကျွန်တော်တို့အတင်းရိုက်တယ်မယ်လိစာပြောင်းခြင်းနဲ့ဆိုရင်လဲခုနကအတိုင်းပါပဲကျွန်တော်တို့စာတိုင်းနံပါတ်ရှိပြီးသားစာတိုင်းနံပါတ်နေရာကိုကျွန်တော်တို့ခုပေါ့နော်ကိုလိစာအတင်းရဲ့စာတိုင်းနံပါတ်ကိုရိုက်ထည့်ပြီးတော့ပြီးရင်တော့ကိုယ့်ရဲ့အိမ်နံပါတ်တွေသို့မဟုတ်အခန်းနံပါတ်တွေကိုရိုက်ထည့်ပြီးရင်တော့ကျွန်တော်တို့9ရောကို ဟိုဇွန်းဆူလို့နှိမ့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့လိပ်စာကိုပြောင်းပြီးသွားပါပြီ။ဒါဆိုရင်တော့လိပ်စာနှစ်ခုလုံးပြောင်းပြီးသွားပါပြီ။အဲတော့ကျွန်တော်တို့အခုကတော့ Yamato application ထဲမှာလိပ်စာပြောင်းနည်းကိုမျှော်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။